မင်္ဂလာပါဒီနေ့မှာတော့တေယောပြန်တို့ဤအနဝခီးအပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရေးသားသူကတော့ဆရာဖို့ကျော်ပဲဖြစ်ပါတယ်နာစင်ကြပါစို့တေယောပြန်တို့ဤအနဝခီးအပိုင်းနှစ်အခန်းလေးအင်္ဂလန်ကြားဖောင်နှစ်စီးကိုဆွေးငင်လာသောဆွေးမော်တော်ဤဆက်တန်းကပူကျဲလာသည် ဟောင်ဘော်ကလှမ်းကြည့်လေကန်းဂျီကို ပြက်ပြက်သားမြင်ရတော့၏ရေပြင်နှင့်ကန်းဂျီတို့ထိဆက်နေသောနေရာတွင်ဂျိုးလိုင်းအဖြူရန်းညားကိုစီချထားသလိုမြင်နေရသည်သူတို့ဖောင်ဤရှင်းတော်ဝေရာတို့တွင်တခြားဖောင်များ မော်တော်ဘုတ်များကိုလည်းလှမ်းမြင်နေရသည်သူတို့ထက်စောစီးစွာထွက်သွားကြသော ဖောင်များ မော်တော်များကိုမူပင်လယ်ပြင်အနက်ကြီးထဲတွင် ရေးရေးသာမြင်ရတော့၏ တချို့မော်တော်တွေမှာမီဂျစ်ခွန်ပမာဏသာအတွေ့အကြုံမရှိသူများဆိုရင်အင်္ဂလန်ကြားဖောင်းမော်တော်ဘုံဟုပင်ထင်ကြမည်မဟုတ်ဘယ်လေပြင်ပေါ်ကအမိုက်တစ်ဆက်တစ်ဖက်ဟုသာထင်ကြပင်နီယာဒီမှာပြာရည်စိတ်ငြိမ်သောတမယဒေါ်ဆောင်မုံလာဆုတ်ဖြစ်လိုင်းလီငြိမ်သောပင်လေသမုတ်အနဝါကြီးနှဆိုင်သောအင်ဒရီနှင့်ကြောင်းမတ်ဖွဲ့လိမ့်ဆန်ကြီးတကောင်လိုငြိမ်နေသည် ညရွှေသည်တမတချက်ကို လေးလေးပင်ရှာလိုက်မိ၏နိုင်ပိုင်းတွင်မှပင်ကံကြေသည်မြင်ဝင်းတွင်မှလုံးဝပျောက်ွယ်သွားလေပြီကံကြေပျောက်ွယ်သွားတော့တောင်တန်းမြင့်မြင့်ကြီးတွေကထီထီပေါ်လာကြပြန်သည်သို့တော့မကြလိုက် နိုင်ပိုင်းအတွင်မှပင်တောင်တန်းမြင့်ကြီးတွေကလည်းမြင်ကွင်းတွင်မှပျောက်ွယ်သွားကြပြန်၏အရှိအနောက်တောင်မြောက် စသည့်အရက်လေးမျက်နာတို့တွင်မိုးကုတ်ဆဝိုင်းနှင့်ပင်လယ်ရေပြင်ကိုသာထိဆက်၍မြင်ရတော့၏အကယ်၍နေလုံးနီနီကိုသာမမြင်ရလင်ဘဲကရှေ့နောက်ဘဲကတောင်မြောင်းဟု တွေးထောက်ခံမှန်း၍ပင်မရနိုင်သောပင်လယ်ပြင်ထဲသို့ရောက်နေကြရလိမ့်မည် နေလုံးနီနီနှင့်ပင်လယ်ရေပြင်သို့ထန်းတပြားခန့်အကွာအဝေးတွင် မော်တော်၏ဆက်တံကတိုးသွားသည်သူတို့ထက်ရဲစောစွာ ရောက်နေနေကြသောကြားဖောင်များကိုလည်းတခေါ်တတာလောက်စီတွင်မကြားမကြားမြင်တပြခေါ်တကြားတွေ့လာမြင်လာရသည်တချို့ကြားဖောင်များဆိုလည်းငှျောက်ငှျန်းခွဲလန့်ထားကြသည်ကိုပင်လှမ်းမြင်ရ၏ပင်လယ်ထဲမှဤဒေသသည်သူတို့ငားထောင်ကြရမည်ဒေသပေသည်စားငံရေးပြင်ကစိမ့်ကြည်နေတော်လဲနက်လုံးသဖြင့်အောက်ရှေမြေကျန်းကင်းပြင်ကိုမမြင်ရသူတို့ထက်စောစီးစွာရောက်၍ပိုက်ရှာထားသော အင်္ဂလန်ကျောက်ဖောင်များ၏အတန်းလိုက်အကန့်လိုက်အနေထားကိုသာသတိပြုပြီးရေအောက်ရှိတောင်ခုံဂုံနှမ်းများကိုရေဆန်းကျိုးရှာ၍ရှာကြရသည်သူတို့၏ကျောက်ဖောင်နှစီကျောက်ခနတိုင်စိုက်ထူနိုင်သောတောင်ခုံကမူများကို ရေဆန်းကျိုးရှာ၍ဥကျော်ဝင်းနှင့်ဥကျော်ဆန်တို့ရှောက်ဖွေနေကြချိန်တွင်ဆွဲမော်တော်ကဆက်ချိန်လျှော့၍အနှီးမောင်းပေးထားသည် ဦးကျော်ဝင်းနဲ့ဦးကျော်စံတို့ဤရေဆန်းကြိုးစား၍တောင်ကုန်သဲတန်းရှာပုံရှာနည်းကိုជីဟန်နှင့်မြရွှေတို့ကလေးလာမှတ်သားထားကြရသည်လူကြီးနှစ်ယောက်မှာလုတ်သက်ရင်ရေလုတ်သားကြီးများဖြစ်ကြသဖြင့်မကြခင်သူတို့အခြေဆိုင်စခန်းရှာကြရမည်ရေအောက်ရှိတောင်ကုန်သဲတန်းတစ်ခုကိုစမ်းမိရမိလိုက်ကြသည်မြရွှေတို့အင်္ဂလန်ကြားဖောင်တစ်နီးလူပြီး မြုံညွတ်ဥဆောင်သော ကြားနှစ်ကလည်းခေါ်တကြမြင်းတပြတွင်တဲတောင်ကုန်းန်းတစ်ခုကိုနိုင်ပိုင်းအတွင်ရမိသွားလိမ့်၏။နဖောင်စလုံးကိုကြောက်အလင်ချကြ၏။ကြောက်ကရန်နာနေသော ဖောင်နာတွင်ဆွဲမော်တော်ကရှိနေသေးသည်။ဤနေ့တွင်အချိန်မရှိတော့၍ကနတ်တိုင်ရရန်နှင့်မျောချပိုက်ထောင်အလုပ်ကိုမူမနက်ဖြန်မှဆက်လုပ်ရန်အားလုံးအနားယူလိုက်ကြလိမ့်၏။အခန်းကဒီနေ့တွင်ပထမဆုံးပင်လယ်ထွက်လာရသောအခေါင်းနှင့် ပထမဦးဆုံးပင်လယ်ညတွင်ညရွှေကအကောင်းစွာအိတ်မပြောလိုင်းပုတ်၍ဖောင်းလို့တိုင်းနှူ၏မိုးလင်းသောအခါမြွညွန့်တို့ဖောင်းကိုမော်တော်နှင့်ကူးပြီးကနတ်တိုင်လိုက်ဆိုင်ပေးကြရ၏မြွညွန့်တို့အကြဖောင်းနှင့်ကနတ်တိုင်ကြပြီးသည်နှင့်မြွညွန့်တို့ဖောင်းပေါ်ကလူများသည်ဦးကျော်ဝင်းဦးစီးသောကြားတစ်သို့တလဲတပြန်လာကူကကနတ်တိုင်ရိုက်ကြသည်သူတို့ကြားတစ်နှင့်ကြားနှင့်ဖောင်းနှစ်စီးလုံးမှာဦးစိန်မြတ်တူးတဲပိုင်ဖြစ်သည်ဖြစ် အမြဲတွဲလျက်အလုံးလုံးကြရပြီမီမမလေးထမိန်ဖို့စူးစားလိုက်စမ်းမြငါလက်ခွေးအေးတဲ့ဟုဆိုကဂျီဟန်ကစောအိုးခေါ်အလေးတုံးကို ဖောင်ကျန်းခင်းပြင်ပေါ်သို့ပြစ်ချလိုက်သည် လူမမော၍ဟော့ဟဲဆိုင်နေမြရွှေကဂျီဟန်ကိုဆရသဖြင့်ကြီးနေသည်ဂျီဟန်နှင့်တစ်ဖက်ဖောင်မမြဆန်းတို့ကဲ့သို့ပင်သူနှင့်ဂျီဝင်းတို့သည်လည်းစောစောကတရှိတလားထုရိုက်ထားပြီးကြလိမ့်ပြီသို့တော့ကနတ်တိုင်းထိတ်ရှင်သည် ပင်လေကြံငင်းပင်ကိုသူတို့လိုသလိုနှိမ့်ဝင်သေးတစ်ခတ်နေသည်အဲ့ဒါကြောင့်ပြောတာပေါ့ကွာမင်းတို့နှပြိုတန်လနှအိုကြီးပောင်ချိုးဆိုတာဒီမှာကြည့်တို့အဖိုးကြီးတွေလီလေးမှန်မှန်စော်ပြမယ်စောစောကဂျီဟန်တို့အတွေ့ပြေချထားသောအလေးတုံးစော်အိုးကိုဥကျော်ဆန်နဲ့ဥကျော်ဝင်းတို့ကတလဲကောက်မာ၍အာကုန်ညိုက်သွင်းကြ၏ကဲဟာနင်လာဟဲ့တန်တို့ငါလာဟဲ့ကျော်ဆန် ချီလေအမှန်လင်ကွဲရဟဂျီဟန်ကဥကျော်ဆိုင်စကားကိုအမောဖောက်၍အနာကဟောဟဲဟောဟဲလှုပ်ပြနေ။ကဲဟာဥကျော်ဆိုင်နဲ့ဥကျော်ဝင်းတို့တအားဖိရိုက်လိုက်တော့မျောတိုင်ကနက်သည်တကယ်ပင်တဤဤဝင်သွားလိမ့်၏။ဟဲဟဲတွေ့တွေ့လားကွာလူအိုပေမဲ့အဲစိတ်မအိုသေးဘူးအားရှိသေးတယ်။ယောက်ျားကောင်းတို့ရဲ့စွမ်းရည်ဆိုတာရေရှော်မှပျောက်တယ်တဲ့ကွာဂျီဟန်မှတ်ထားနော်တွေ့တယ်မလား ជីဟန်မှတ်ထားနော်တွေ့ရမဟုတ်လားတို့အဖိုးကြီးတွေစော်ထည့်လိုက်တာလူကြီးဖြစ်သလိုစကားလဲနေတော့ဥကျော်ဝင်းကဘာမှမပြောတော့လဲဥကျော်ဆန်ကမူမော၍တဟဲဟဲဖြစ်နေသည့်ကြားထဲကအပြောင်အပြက်တွေကိုအတော့ဖောက်ပြောနေသည်ဥကျော်ဆန်၏စကားကိုလူငယ်များအလုံးကဝိုင်းရကြသည်ဒါမှတို့အပါဆန်ကဘာမှတ်တယ်လဲရွာမှာဆိုတခွားသီးတော့အစိမ်းစားတယ်မော ဟုတ်လဲဝိုင်းနောက်ကြ၏ဂျီဟန်မှာဥကျော်ဆန်အားနောက်နေကြဖြစ်သဖြင့်အဲ့ဒီလိုအဖိုးကြီးမျိုးပေါ့ကွာမြောက်ပေးလေဒဲငါပြောတော့မင်းသားဆိုတာမင်းတို့တိတ်မြောက်ပေးမနေကြနဲ့အောင်တော်ကြသူ့လောက်စားကိုညီလေးစားတော့အောင်မဟုတ်ပြောသည်မင်းကတော့ငါလောက်တာဆိုတခါမှအကောင်းမပြောတဲ့ကောင်းမင်းမင်းတသက်ဖောင်းစည်းဖြစ်မဲ့ကောင်းမဟုတ်ဘူးခုတွေ့ရမလားငါနဲ့မုံကျော်ဝင်းတို့ရိုက်ထည့်လိုက်တာရှယ်ရှင်းကနတ်တိုင်ဆိုင်သွားပြီး ဟုတ်မယ်အာကြီးကြီးကျွန်တော်တို့ရိုက်ထားလို့တဲချန်းခင်းအလွာပေါက်နေပြီပဲဟာဝင်တော့မှာပေါ့ဂျီဟန်ပြောလိုက်ဒီမှာလဲအမှန်ဖြစ်သည် သမုဒ္ဒရာထဲတွင် အပေါ်လွာ၌တဲတုရှိထိုတဲတုကို မျောသားအရှင်ကတော်တော်နဲ့မဖောက်နိုင်တဲတုလွန်သွားပြီဆိုရင်တော့ရိုက်နိုင်တယ်လို့တအီအီဝင်တော့ဤယခုလဲဂျီဟန်တို့အတွက်ရိုက်ပြီးကလေးကပင်ပေါက်လူပေါက်ရှင်ဖြစ်နေသောတဲတုမှာဥကျော်စံတို့ဆက်အရိုက်တွင်ပေါက်ထွက်သွားလိမ့်ပြီဤဒီကိုလုတ်သက်အထွေအကြုံအရာအတက်သိ၍ပြောခြင်းဖြစ်၏ ဦးကျော်ဝင်ဦးစီးသောအင်္ဂလန်ကြားဖောင်တင်နှင့်မြို့ညွန့်ဦးစီးသောအင်္ဂလန်ကြားဖောင်နှင့်နှစ်စီးလုံးကနက်ချပြီးသွားသည်၁၈တောင်ခန့်ရှည်သောအစစ်ဖောက်ဝဘိုးဝါကမ်းလန်ထဲတွင်ကြားဖောင်လက်ခွကျိုးတစ်ဖက်စီကိုထည့်ကပိုက်ရှထောင်ကြုံသာအင်္ဂလန်ကြားဖောင်နှစ်စီးကိုပင်လယ်ပြင်နှင့်ဆွဲငင်လာရသောမော်တော်သည် ပိုက်တစ်ရေဖော်ရန်အထိစောင့်နေသည်၏ပိုက်တစ်ရေဖော်ပြီးမှရသမျှသောငါးကိုတင်ကရွာသို့ပြန်လေသည် နောက်နေ့နောက်နေ့တွင်မှလည်းထိုမော်တော်သည်သူတို့ကြားပေါ်နှစီမရသမျှသောငားများပစုံများကိုနေ့စဉ်လာယူရပေလိမ့်မည်ပထမဦးဆုံးတရေဖော်၍ရသမျှသောငားများတင်ပြီးမော်တော်ရွာပြန်သွားသောနေ့မှဖောင်သမားများအတွက်ယင်းနှင့်အထိခိုက်ဆုံးနေ့ဖြစ်သည်ဖောင်နှစီမကနတ်တိုင်းမှီပြီးပင်လယ်ပြင်နှင့်ကြံနေခဲ့ကြရာခေါင်းမရှိသောခနာကိုပမာထီထီဖြစ်နေ၏ကနတ်တိုင်းကိုလက်ပတ်ယုံကလွဲပြီး ဘဲမြရွေရွေတွား၍မရသောအသေးဖောင်နှဖောင်မင်းထို့ကြောင့်လည်းသူတို့အဖောင်သမားများသည်ရွာပြန်သွားသောမော်တော်ကိုမျက်စိတစုံလိုက်ကြည့်နေကြ၏သူတို့ဖောင်နှစည်းမှာမော်တော်ကဆွဲလာမှရွာကိုပြန်ရောက်နိုင်ကြမည်မဟုတ်ပါလားဆွဲမော်တော်သူတို့မြင်ကွင်းထဲမှပျောက်ွယ်သွားသည်အလုံးတက်မကိုစီရှကအကြည့်လွှဲလိုက်ကြ၏အခန်းလျှောက် ဩဘဝိရေဟအရှိကျုံးမှပေါ်ထွန်းလာသောနေဝန်းသည်အနောက်ဂောယာကျွန်းသို့ယွန်းလေ၏ဟူသောစာရေကအတိုင်းသာမှတ်ရပြီးတော့သည်နေထွက်လာသည်ကိုမြင်ရ၍သာအရှိဘက်အရှိအရဟုမှတ်ရတော့လေမြရွှေ၏စိတ်ထဲ၌မူအရှိဘက်ဟုမထင်မီသူစိတ်ထဲတွင်တောင်ဘက်ကနေထွက်လာသည်ကြီးဟုထင်မှတ်မှနေ၏အမမောသူသည်ပင်လေပင်လေ၌မျက်စိလဲနေပြီးအရက်လဲနေလိမ့်ပြီး အနောက်ဖက်ရှိရေပြင်ထဲသို့နေဝင်ကြီးငုတ်ချိုးသွားသောအခါမှလည်းသူစိတ်ထဲတွင်မြောက်ဖက်သို့နေဝင်သည်ကြီးချင်မှတ်မှနေပြန်၏နေဝင်သွားသည်ကိုမြင်ရသလိုနေထွက်လာသည်ကိုလည်းမြင်ရ၏သို့သော ရေပြင်ထဲကထွက်လာသောနေဝင်သည်ရေပြင်ထဲသို့ပင်ငုတ်ချိုးသွားလေ၏ ယခင်ကဤသို့တကားမြတ်မဖြစ်ဘူးလူကြီးသူမများကမူမျက်စိလဲသောအယက်မမှန်သောနေရာတွင်ညစ်အိတ်ညစ်နေပင်မနေအပ်ဟူသောစကားကိုတရိယာပြီးစိတ်ထဲလေးနေ၏အယက်ရှင်းမြနာကိုရေပြင်းနှင့်မိုးကောင်းကင်တို့ကသာဆုံးမထားလေသည်ဘဲကိုကြည့်ကြည့်မိုးကောင်းကင်နှင့်ရေပြင်းကိုသာအဓိကမြင်နေရ၏တောင်ကန်းကုန်းမြေဆိုသည်မှာစိတ်မှန်းချဲ၌ပင် ပေါ်မလာတော့စိတ်ထဲမှာပင်လေပြင်းနှင့်အကြာကြီးနေခဲ့ရသလိုခံစားနေရ၏ နေဝင်စားတွင် ကောင်းကင်နှင့်ရေပြင်တို့ကပဇွန်စီအောင်တောက်ပလာ၏မကြခင်မှိုင်းပြမဲမောင်လာပြန်သည်မိုးကုတ်ဆောင်းဝိုင်းပက်လင်မှအမောင်သူကြီးသည်သူတို့ကြားဖောင်ရှိရာသို့တရွေ့ရွေ့တဖြည်းဖြည်းရွေရှားလာနေသည်ဟုရွေရှားလာနေသလိုမြင်နေရ၏တစ်ဖက်ကလည်းတဏီယာတည်းမဟုတ်ဝေလုံးသောအယက်ရှိမျက်နှာကဝိုင်းဆူး၍လာနေကြသည်ဟုခံစားနေရသည် မဲနဲ့တိတ်သီးသောမိုးကောင်းကင်နှင့်အတူ ရေပြင်သည်လဲကျောင်းမတ်ဖွဲရာမဲနဲ့အေးဆက်လာသည်။တစားစားနှင့်ရေပြင်ပေါ်ကြားပေါက်များကိုလည်းဒဇင်းပြီးဒဇင်း၊ဒဇီးပြီးဒဇီးဝါမျိုးနေကြသလိုပင်တခေါ်လောက်တွင်ရှိနေသော မျိုးညွန့်တို့ကြားပေါက်နှစ်ကိုပင်လှန့်ကြီး၍မမြင်ရတော့အမောင်တို့သည်လက်မဲကြီးနှင့်ဖမ်းရှုပ်ကာသူတို့ကြားပေါက်ကိုလည်းဝါမျိုးလိုက်လိပြီးမိုးကဆုံဆုံရှုပ်လိပြီးလိုင်အောင်ကလည်းမရှိတော်သေးသည် မိုးထက်တွင်လာမိုင်းညဤကျဲဝင့်ကျဲစုတို့ကတစ်ဖြက်ဖြက်တောက်ပလာကြသည်ရေပြင်းရှိကြားပေါ်များစီမှာမီးအောင်မီးပွင့်များသည်လည်းအရှိုးရှိုးထွက်ပေါ်လာသည်သူတို့ကြားတက်မှလည်းဘက်ထရီနှစ်ပေချောင်းဘက်ထရီနှစ်ပေမီးချောင်းလေးကဖြတ်ခနဲလင်းလာသည်မီးအောင်နဲ့အတူရေဒီယိုမှနိုင်ငံခြားသတင်းကြီးညာသံပေါ်လာသည်ရွှေသည်အသက်အောင်ပြီးပင်လယ်ပြင်ကိုငေးကြည့်နေရမှ ပင်လယ်လေးကိုတဝါကြီးရှူဆိုင်ပြီးတပြင်းတစ်ချက်ကိုပေါပေါပါပါရှာလိုက်သည် ထိုအခါမှာသူစိတ်ထဲနေသာထိုင်သာရှိသွားလေသည်ဂျီဟန်၏တရှင်တန်ကိုပါ ကြားရသောအခါမှာတော့ပို၍အနေရအထိုင်ရတတ်တာသွားလေသည်ညမောင်မောင်လမောင်မောင်ကျေယုံသောမလင်တလဲချင်းခဲ့ကြညာတော့ငါပေါ့ကွယ်လာဆုံးညပဲဗျာလမောင်မောင်ပေါ့ကျေယုံမရှိလဲဘာကြောင့်လဲဘက်ထရီမီးကြောင့်နေပါပါတယ် ဂျီဟန်အနောက်ထလာပြီးမြရွှေကလှမ်းပြောလိုက်သည်။သူစနေတော့လေဂျီဟန်ကတချင်းဆိုမရက်သေး။ရှစ်သူမလာတော့ခုလိုညာမျိုးမှာရှစ်စကားအလှရင်းဘသူထမပြောကြရမလဲကိုင်။ရေပြင်ကိုပြောရမလား။ကောင်းကင်ကိုပြောရမလား။မြေပြင်ကိုပဲ။ဟေ့ကောင်နမိတ်မရှိနမမရှိဒီတချင်းစီဒီတချင်းကြီးမင်းစုံနေပါလား။တခြားတချင်းစုံကမပြောဘူး။ ။ဦးကျော်ဆန်းကဂျီဟန်ကိုတမင်လှမ်းပြော၏။ဂျီဟန်ကဘာမှပြန်မပြော။မြရွှေကသာဖီလင်တက်နေလို့ပါဗျာ။ယင်းနဲ့အရန်ခံစားနေရလို့ပါ။ခွင်းလွတ်ပါ။အေးဟေး။ဟုတ်ဆွေးတန်ကြီးနဲ့တမင်ဝင်နောက်လိုက်၏။အေးမင်းတို့ဖီလင်တက်တာကအကြောင်းမဟုတ်ဘူး။လမိုက်ညနော်။ပိုက်ကနဲ့ခွာကျိုးတွေကိုလည်းတလော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 ထားတလောတလောထားကြည့်ထားကြည့်တလောတလောထားကြည့်ကြအောင်ဟုတ်ပြောသည်ဟုတ်ကဲ့ဦးလေးစိတ်ရှာပါ ခန်းအခန်းခွန်ရေပြင်းမော်ရီမီနီရသောမိအောင်မိပွင့်များသည်ပွဲခင်းဇေဒန်းပမာလှပနေသည်ပင်လယ်နှင့်ဝေးဝေးဘက်မှအမတ်တမဲကြည်လင်ပင်လယ်ထဲကမြို့လေးတစ်မြို့ဟုပင်ထင်ရမည်ရေပြင်းရှိကြားဖောင်များစီကဘက်ထရီမီးကြောင်းရောင်နှင့်မိုးရဲ့ကျယ်ဝင့်ကျယ်စင်တို့၏အလင်းရောင်မှအလုံးရေအောက်ထဲရောက်နေသဖြင့်ရေလဲမှလည်းရေထဲမှလည်းမိတထိန်ထိန်နဲ့မြို့လေးတစ်မြို့လိုမြင်နေရသည် ပင်လေတဲ့တွင်နေကင်းနေလေ၌ပြည့်ညင်းငွေစရာကောင်းသလိုညအခါ၌မူညအခါမှမူအလွန်ဆရာငင်စရာကောင်းလေသည်ကြည့်ရှုစရာဆို၍လဲမိုးထမ်းမှကျဲပွင့်ကလေးများသာရှိသည်ပင်လေပြင်းရဲ့မိုးကောင်းငင်ကတော့အယမ်းလာတာပဲဗျာနော်ဦးလေးကျော်ဆန်လက်ကိုကောင်းအောင်ကဖောင်ကြမ်းခင်းပြင်ပေါ်ကြောရှလက်အိတ်နေသောជីဟန်ကမိုးကိုမော့ကြည့်၍ပြော၏။ဘာလှတာလဲကွာ။ကျယ်ရီအများကြီးနဲ့ကောင်းငင်လေးပြမလှဘူးလား။ ဒီလောက်လာတဲ့မိုးကောင်းကင်ကြီးရွာကလူတွေခေါ်ပြခြင်းစမ်းပါဗျာကျွန်တော်ရွာမာနေတုန်းကကောင်းကင်ဒီလောက်လာတာတခါမှမမြင်ဘူးတစားမုံလာမိုက်ညပဲကွာကျဲဆုံတော့ပိုလာတာပေါ့ဒီလာဟာနက်ခတ်တရားဆုံနဲ့လာတဲ့ရှိရှိကဆိုဒီလာမှာနက်ခတ်ပွဲသဘင်စင်ရင်ကျင်းမကြတဲ့တဲ့ခုတော့တစားနိုင်မီထုံးပွဲတော်ပေါ့ကွာဦးကျော်ဆန်ကစိတ်ဝင်တစားပြောနေသည်ကိုဖောင်ဦးစည်းမှုဦးကျော်ဝင်းကလည်းစကားဝင်ဆက်၏ဒီလာကိုနီတိဆရာကလည်း မာဒနန်လာတို့တွင်တရဒန်ဒဇောင်မုံလာသည်ဗဒနန်မြင့်ဤလို့ဆိုတဲ့အကူကြီးနက်ခတ်ဆုံးလို့နေမှာပေါ့ဒါလဲတကြောင်ပေါ့ကွာပြီးတော့ဒဇောင်မုံလာပြင်းနေမင်းစလီပင်မှာစေးပေါင်းခတယ်လို့မြမသမားတော်တွေအယူရှိကြတယ်မဟုတ်လားရောက်တဲ့ရရပြောနေကြတော့သူတို့စကားတွေတွင်ညရွှေကမူယခုထိတခုံးမြဝမပြောသေးသူ့အနေမှာရခိုင်သားဗမာစကားလည်းမပြီးသဖြင့်ជីဟန်နောက်မှာဆို၍ မိုးကောင်းကင်ကိုသာအများနည်းတူမော့ကြည့်နေရ၏။ဥကျော်ဆန်ဥကျော်ဝင်းနှင့်ကြည်ဟန်တို့မှမိုးကောင်းကင်ကကျဲဝင်းများကိုကြည်ပြီးနက်ခတ်အခေါ်ရီပြောဆိုနေကြ၏။ဥကျော်ဆန်ကဖျောက်စိတ်ကျဲစုကိုကျက်တိကခေါ်ကြောင်းလင်ငါရွတ်ပြသည်။ညရွှေကစိတ်ဝင်တစားနားထောင်နေမိ၏။ကျက်တိကကျက်ခွနသွဲကျက်ငယ်စုသလိုတဲ့ပုံနကပရှူးငလုံးပြူးနှိုင်းတုသင်္ဘောလိုတဲ့ယောဟယ်ရီမှာသုံးလုံးသား မာခုံလောက်လို့တဲ့ပင်လယ်သဘာဝတွေဟာမိုးဘော်ကနက်ခတ်ကိုတီးရတဲ့ကောင်းငင်ကိုတစ်ချက်မော့ကြည့်လိုက်ရုံနဲ့ရှေးရှေးကပင်လယ်ပြင်သွားလေသမားကြီးတွေဟာဘယ်ရသည်ဘယ်အချိန်ဆိုတာအတက်သိကြတယ်ဥပမာခုနှစ်ဆင်းကျေပြောင်းအမီးထောင်တန်းခေါင်အချိန်မှတ်ဆိုတာမျိုးလို့ပေါ့သူတို့စကားတဲ့ပိုစိတ်ဝင်စားလာသဖြင့်မြရွှေသည်မိုးပေါ်မှာကျေဝင်များကိုပို၍တည်တည်ချာချာကြည့်နေမိ၏မကြာခဏအကျွေးကြသွားတတ်သောကျေဝင်များမှာသူမျက်စီထဲအယမ်းလာလာ၏ အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကိုဟိုတုန်းကတော့နက်ခတ်ကိုကြည့်ပြီးမှတ်ကြတာပဲကွာမြောက်မှာဒူဝန်တောင်မှာကွန်ချာတဲ့ဒူဝန်ကျဲကတော့မြောက်ဖက်မှာအမြဲရှိနေတယ်မိုးလင်းမိုင်းဆိုရင်ကွန်ချာလို့ခေါ်တဲ့လေးလုံးလွဲကျဲစုသုံးစုဟာတောင်ဘက်ကထွက်ပေါ်လာတာပဲအဲ့ဒါရေလုံသားတွေအတွက်မလွဲနိုင်တဲ့သင်္ကေတတွေလေမိကတိမှာသုံးလုံးသာပမာဆိုင်ထမ်းလို့တဲ့အဲ့ဒါကြီးဟန်မင်းတို့ကောင်းလေးတွေမှတ်ထားကြ မင်းတို့ကတစ်သက်လုံးပင်လယ်ပြင်ကိုအမိပြုတ်ပြီးအသက်မွေးရမဲ့သူတွေဆိုတော့ပိုအရေးကြီးတယ်။ဟုတ်ကဲ့ဦးလင်းမိကတိဆိုတဲ့နတ်ခတ်ကဘလို့ဟာလဲပြပါဦး။ပုံမလေးကွာအရက်စကားနဲ့ဆိုမောင်ရင်ဆိုင်ထမ်းပေါ့သုံးလုံးတန်းတွေ့လား။ဟုတ်ကဲ့အဲ့ဒါမင်းတို့မှတ်ထားကြ။မြည်ရီနေလိုက်မုံတိုင်းတွေနဲ့ပတ်သက်လာရင်လေရှိရှိကတန်ခါကြီးများဆိုအကုန်သိတယ်။ဘယ်တော့ကဘယ်လီတိုက်ရင်ဘာဖြစ်မလဲ။ငားရမရကအစပေါ့ကွာအချိန်ကာလဆိုတာလေ ဟာဦးလေးဟိုမှာဟိုမှာတွေ့လားဂျိုရုဆိုတာများလားမသိဘူးကျဲရီဂျာထဲမှာသွားနေတယ်အရွှေကြီးအထိတ်တလန့်စကားကြောင့်ဦးကျော်ဆန်စကားပြတ်သွား၏လှုပ်လှုပ်ရွရွနဲ့ဦးကျော်ဝင်းကဘယ်မှာလဲကွာဟုမိဟိုမှာလေးဗျာတွေ့လားဘယ်မှာလဲကွာဂျိုရုဘယ်ကျင်းနားမှာလဲပြောစမ်းပါဦးကျော်ဆန်ကလည်းမြင်းလိုစောနဲ့မြရွှေကိုမေးသည်မြရွှေလက်ညှိုးညရာတို့အားလုံးမော့ကြည့်ကြသည်ကျဲပွင့်တွေအနာမတက်ကြတဲ့တွင်ရွေလျားနေသော အနီရောင်မီးပွင့်လေးကိုသူတို့တော်တော်နဲ့မမြင်နိုင်ကြသေးဟင်မြရွှေ မင်းဟာကဘယ်ချိန်နှားမှလဲဆိုဟာဦးလေးကလည်းကောင်းကင်မှာဂျယ်ရီကအများကြီးဗျာကျွန်တော်ကဦးလေးလိုနက်ခတ်သေးတာလည်းမဟုတ်ဘူးဘယ်ချိန်နှားလို့ဆိုတာကျွန်တော်ဘလို့ပြောရမလဲကျွန်တော်လက်ညှိုးဖျားကိုသာကြည်စမ်းပါဟုတ်တယ်ဟုတ်တယ်အမေရိကန်ဂျူဒူလားရုရှားဂျူဒူလားမသိဘူးနော်တော်တော်တော့မြန်သာဦးကျော်ဝင်းနဲ့ဂျီဟန်တို့ကလည်းညရွှေလက်ညှိုးထိုးပြနေဂျူဒူကိုမြင်ရကြောင်းဂျိုင်းလူပြောကြ၏မျက်စိအဝေးမုံတော့လူကြီးဦးကျော်ဆန်ကမှမမြင်သေးဘယ်မှလဲကွာမင်းတို့ဂျူဒူငါမမြင်ရပါလား ။နေမြန်ကမိများလားကွာ။ဂျိုရုလာကဘာရောက်တယ်ဆိုတော့ငါမယုံဘူး။ဥကျော်ဆန်ဤစကားကိုဥကျော်ဝင်းနဲ့ဂျီဟန်တို့ကပြုံးကြသည်။ညာရွှေကတော့စိတ်မရှိ။နေမီးနဲ့တခြားစီပါအဗျ။နေမြန်ကဒီလောက်အမြင့်ကြီးပဲပြင်မလဲ။ဂျိုရုပါဆို။ခုဟာကဂျယ်ရီထက်တောင်မြင့်နေတယ်လို့ပဲ။ညာရွှေပြောတာဟုတ်တယ်ကိုကြီး။ဂျေယောင်ကအဖြူပဲဗျ။အခုကအနီတိတ်မြင့်လုံးနေတော့လင်းရင်မီးလည်းမဖြစ်နိုင်ဘူး။ဂျိုရူမှာဂျိုရူအစ်စ်ပါဆိုဥကျော်ဝင်းကရောဂျီဟန်ကပါမြရွှေစကားကိုထောက်ခံကြသည် ။ဦးကျော်စံကမူနဖူပေါ်လော်ဝါကာပြီးမိုးပေါ်မော့ကြည့်နေတော့ဘယ်ဘက်ကိုသွားတာလဲ။အနောက်ဘက်ကိုသွားတာလေဗျာ။ပုံမှန်မတွေ့ဘူးလားဦးလေးကလည်းမြင်ပြီလား။ဦးကျော်စံတမရှာ၏။ခွေးကောင်လေးအနောက်ဘက်ကိုသွားတယ်ဆိုကငါမှမျက်စိမကောင်းရတဲ့အထက်အဟုတ်မလို့လိုက်ကြည့်ရတာလေမင်းကို။ဟာဦးလေးအခုထိအနောက်ဘက်ကိုသွားနေတဲ့ဂျူရူးကိုကျဲပွင့်နေကြတဲ့မမြင်ရသေးဆိုမင်းအပါဟုတ်မယ်အဲ့ဒါအရှိဘက်ကွာ ဦးကျော်စံပြောလိုက်မှာမြရွှေကသူမျက်စိလဲနေသည်ကိုသတိရသွားသည်ဦးလေးမြင်ပြီပေါ့ဂျီဟန်ကကြောင်းဝင်မိအေးကွာမြင်ပြီဒါဆိုဦးလေးကဘာလဲတယ်ဆိုတာတို့လကဘာပေါ့လူရောက်သွားတယ်ဆိုတာကိုဂျုံသွားပြီပေါ့ဘာဆိုင်လဲကွာဘာဆိုင်တယ်လဲဟုတ်လားမဆိုင်ဘူးမဆိုင်ဘူးဟုတ်တယ်ဘယ်ဆိုင်မလဲကလာဘာဆိုင်ကရွာမှာတမန်ခန့်နေတာကိုဗျနော် ဂျီဟန်ကဦးကျော်စံကိုဆိတ်ဆိတ်ကြည့်ကစိတ်ပြတ်သွားသလိုနဲ့နောက်အော်အော်ပြစ်လိုက်၏ဂျီဟန်မှာရှစ်တန်းကိုရန်အထိကျောင်းနေဘူးသူဖြစ်သဖြင့်လောကရပညာကိုအကျွင့်မဲ့ယုံကြည်သူဦးကျော်စံကမူရှေးလူကြီးဖုန်ကြီးကျောင်းသားပဇင်းလူထွက်အလို့အတူလောက်ကြရင်ယခင်ကလည်းသူတို့နှစ်ယောက်ရေတက်ရေချနဲ့ပတ်သက်ပြီးကဘာလဲမလဲပြဿနာကိုအရှိအတင်ညင်းခဲ့ကြသည်။ယခုအကွက်ဆိုင်တဲ့ဖြစ်အမှန်ကြီးသူကြီးဟန်က ဒါဆိုဦးလေးကဘာလဲတယ်ဆိုတာကိုယုံသွားပြီပေါ့ခုအမှတ်တမဲ့အကောင်မေးဤဦးကျော်ဆန်းကလည်းသူ့အယူအဆကိုမချော့ယခုထိဘာဆိုင်လဲဟုဆိုနေသည်ဟိုတခါဦးလေးကငါကိုယ်တိုင်မြင်ရရင်ယုံမယ်ဆို ခုမြင်နေရပြီလေဘယ်နဲ့လဲမင်းတို့ဟာကဘာမှမမသိတာဂျိုရူပါဆိုအဲ့ဒါခုလကဘာတည်းမကဘူးလကဘာထက်ဝေးတဲ့အင်္ဂါဂျိုပေါ်သွားဖို့လိလာနေတာမင်းပါပြောပြောငါကတော့မိပွင့်လေးတပွင့်ဂျယ်ရီကြားထဲရွေလျားနေတာပဲမြင်နေတယ် ဥကျော်ဆန်စကားကိုဥကျော်ဝင်းနဲ့မြရွှေတို့ကတခိခိရည်ကြသည်ဂျီဟန်ကမူဒေါသထွက်လာသည်ဥလေးတသက်ကက်ဖက်လို့ပြောတာပဲဗျအလုံးကလက်ခံထားတာဥလေးတယောက်တည်းလက်မခံဘူးမယုံကြည်ဘူးဆိုတော့ခုဥလေးဘာဖြစ်သွားမလဲငါကဘာဖြစ်သွားရမှာလဲအယူပေါ်ဗျအယူပဲပေါ့ဟဲ့ကောဒီမှာမင်းကိုငါပြောမယ်ငါအရင်ကလည်းမင်းကိုပြောထားတယ်မဟုတ်လားဘာပြောထားလို့လဲငါမျက်စိနဲ့တက်အပ်မြင်မှယုံမယ်ကွာ ဘိုးပဲခမရမြင်နေဆိုဟုတ်တယ်လေမီးပဲငါမြင်နေမင်းတို့ပြောတဲ့ဂျိုလူလုံးကြီးမှငါမမြင်တာဥကြောဆိုင်ကြီးစကားကိုဥကြောဝင်းနဲ့မြရွှေတို့ကရည်ကြပြန်သည်ကဲဒါဆိုခမရကိုကြောက်တစ်ခုမေးမယ်တစ်ခုကနဲတယ်နှစ်ခုသုံးခုမေးကွာဂျီဟန်ကတော့လူငယ်ပီပီဒေါ်လာတကြီးပြောနေတော့လဲဥကြောဆန်ကအပြုံးမပြတ်ဆေးတန်ခဲလျက်ပြန်ပြောနေ၏ဤဒီကိုဂျီဟန်ကအကောင်ပြောနေရင်ဖောက်လာပြန်ပြီဖတ်တော့တာပဲဖြာဆုံးနဲ့ထញ្ញက်ခဲလဲမပါတော့သွားပြီဟုဆိုသည် ဦးကျော်ဝင်းနဲ့မြရွှေတို့ကမူသူတို့နှစ်ယောက်စကယ်ကြီးလူပွဲကိုကြည်ကောင်းကောင်းနဲ့နားထောင်နေကြ၏ကဲခမရရေဒီယိုကက်ဆက်တို့ဆိုတာမမြင်ဘူးခင်တော့ကဆိုပါတော့မင်းဟာကလက်တွေမပေါ်တော့လဲဆိုတော့ဆိုပါတော့ကြည်ပေါ်ကွာဆိုပါတော့ဆိုပါတော့အကဲဆက်တာပြောရန်ကုန်ကနေလွှင့်ထုတ်လိုက်တဲ့မြမအတန်ဗျာကျုပ်တို့အခုဒီမော်တော်ကရေဒီယိုမှာလာကြတယ်ဆော့ဆော့ကပဲသတင်းကြေညာသွားတယ်ဆိုတာသူများကပြောရင်ယုံမလား ခမရအတန်ကိုကက်ဆက်ထဲတိတ်ခွေတဲ့သွင်းပြတာတို့ပေါ့ဂျုံနာပေါ့ကွာငါတို့စီမှာရေဒီယိုကက်ဆက်တွေအများကြီးပဲဟာရန်ကုန်ကတည်းကလားကွာကိုအင်္ဂလန်ပြည်ကလွှင့်လာလဲတို့နားထောင်ရတာပဲရွာကကြောင်းစရာလေးကပြပြဘူးတယ်ခုအတန်လွှင့်နေတဲ့အင်္ဂလန်နဲ့ရန်ကုန်ကမိုင်ပေါင်း၈000တောင်ဝေးတယ်အပါတဲ့ငါယုံသားပဲအတန်ကြားနေရတာကိုရေဒီယိုကက်ဆက်ဆိုရလဲမြင်နေရ၊ကြိုင်နေရတယ်လေကွာအော် နင်းနီးကက်ကက်ကိုင်းကြီးရမှနားထောင်ရမှခမရယုံမယ်ဆိုပါတော့ဒါပေါ့ကွာမင်းကမင်းကိုမင်းရှစ်တန်းကိုရန်လေးတင်ဖူးတာနဲ့သိပ်ပန်သမားလို့ပြောသလိုဥချော်ဆန်ကလည်းသိပ်ပန်ချက်တီးကြတဲ့လက်တွေသမားပဲဟဲဟဲဟဲအာဟာဟာကောင်းပြီကောင်းပြီကဲမြင်လဲမမြင်လိုက်ရဘူးကြားလဲမကြားလိုက်ရဘူးဥရုဝေလတော်မှာဗုဒ္ဓမြတ်စွာကပြင်ဆောင်ဝက်ကြီးငါးဦးကိုဓမ္မဆက်ကြာတရားဟောသွားပါတယ်ဆိုတာကကြတော့ခမရမယုံဘူးဆိုတော့ဟဲ့ကောင်ဟဲ့ကောင်ပင်လေပြင်းနဲ့မိုးချိုးပြစ်ခံရတော့မယ်နော်အဲ့ဒါဖျားကွာ လောက၃ပါးမှာအတုလန်အတုမရှိဘူးကမင်းဂျိုရူးတွေအင်္ဂလိပ်သိပ္ပံပညာတွေနဲ့နှိုင်းမပြောနဲ့ဦးကျော်စံရှက်ရှင်ရှူရှူရှဲရှဲဖြစ်သွားဤဖျားပညာမင်းမှာရှိတယ်လို့ဆိုရိုးရှိတယ်ဆိုအဲ့ဒီဂျိုရူးဆိုတာလေဦးလေးအမတန်အထင်ကြီးလာတဲ့နိုင်ငံသားတွေကလောက်တာဆိုရင်ရောဦးလေးယုံမလားဂျီဟန်စကားမဆုံးခင်မေဖောင်ကိုလင်းချူတကောင်လာတိုးတဲ့ဖြစ်အလုံးရုပ်ရှိ ထားကြည့်ကြရသည်ရေပြင်နက်နက်မဲမဲတဲ့ရေပန်းဖွဖွေးထပြီးလင်းချူကြီးလည်းသူခီးသူထွက်ခွာသွားသည် သို့တော့ညအေးပိုက်ဖော်ချိန်လဲနီးနေပြီဖြစ်သဖြင့်သိပ်ပန်သမားဂျီဟန်နဲ့လက်တွေ့သမားဦးကျော်စံတို့မှာစကားပြန်မဆက်ဖြစ်ကြတော့ပင်ကြားပိုက်အရှိအနေနဲ့ရေစစ်ရေကြကိုသာ စကားဖြတ်ပြီးအလေးထားဂယူးဆိုင်လိုက်ကြသည်မိတ်ဆွေတို့ခုနားဆင်ခဲ့ကြရတာကတော့သေဝါပြန်တို့၏အနဝါခီအပိုင်နှစ်ပဲဖြစ်ပါတယ်။နောက်နေ့မှအပိုင်၃ကိုဆက်လက်ဆောင်မြော်နားဆင်ပေးပါဦး။အပိုင်၃မှာ ပြန်ဆုံပါမယ်။